မင်္ဂလာပါ MacroDBO file နေ့မှာ grade calculation နဲ့ attach file တွင်းနေပေါ့နော် attach file image pdf ပေါ့နော်ဒီ file တွေတွင်းနေစာရဲ comment တွေအကြောင်းပြပြပြသွားပါမယ်အဲ့တော့ break ပေါ့နော် break ဆိုတာကဘာနဲ့တူလဲဆိုတော့ trim နဲ့တူတူပါပဲဖြတ်တာပဲပေါ့နော်ဟိုမှဒီမှာ line တစ်ချောင်းရှိမယ်နောက် circle တစ်ခုရှိမယ် now rectangle တစ်ခုရှိမယ်ဆွဲထားမယ်ပေါ့နော်အခုဒီမှာမှဒီ line ကိုဖြတ်ချင်တယ် ုလိုချင်တဲ့နေရာကနေပြီးတော့ click ပြီးတော့ဖြတ်ချင်တယ်ဒါဆိုရင် break comment br under slot object ကိုဖြတ်ချင်တဲ့ object ကို select မယ်ပြီးတော့အမအောက်ဒီမှာတစ်ခုရှိရယ် select object ကို select ပြရနဲ့ဒုတိယအမတ်ကိုချလိုက်မယ်ဆိုရင်သူကတန်းပြီးတော့ဖြတ်ပြီးသွားမှာအဲ့တော့အမတို့အဲ့လိုမျိုးမဖြတ်ချင်ကိုအတိအကျသွားချင်တာဖြစ်တဲ့အတွက်ဒီမှာသွားပါပြထားတယ် first point အဲ့တော့မှ f ကိုထပ်ပြီးရိုက်ထည့်ပြရတယ် first point ခုမှပြီးမှဖြစ်တဲ့အတွက် f under ပြီးတော့မှအမတို့ဗေနာစဖြတ်မယ်ဒီနားလေးကစဖြတ်မယ်ပြီးရင် second point ကိုဘယ်ထိလိုချင်တာလဲကိုလိုချင်တဲ့နေရာထိထပ်ပြီး second point ကလေးအဲ့တော့မှဒါဖြတ်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အမကုနာပြောသလိုပဲဘာလဲကြောင့်ရှိမယ်ဖြတ်ချင်တယ် br under နဲ့ slot object ဆိုရင်အမဒီအလဲလောက်ကလေးကနေစပြီးတော့မှတ်လိုက်မိရမှတ်ပြီးရောအဲ့ဒီကနေပြီးရောပဲဒီ first point ကိုမပေးရောပဲနဲ့ဆက်ပြီးကလစ်မယ်ဆိုရင်ဆက်စားခြင်း slot နဲ့နေရာနဲ့ကို second point ချလိုက်တဲ့နေရာနဲ့သူကဖြတ်ပြီးသွားတာเนาะအဲ့တော့အမတို့ကဘယ်လိုဆို slide လုပ်ပြီးဆိုလို့ရှိရင် first point ကိုပြန်ပြီးတော့ f ဆိုပြီးတော့ comment ထပ်ပြီးပြရပါတယ်ပြီးတော့မှကိုတကယ်ဖြတ်ချင်တဲ့နေရာနှစ်ခုကို first point second point clip ပြီးတော့ဖြတ်ရပါမယ်အဲ့တော့အမတို့ကဒါကဒီကိုလက်မှန်းနေပေါ့เนาะကိုဖြတ်ချင်တဲ့နေရာဖြတ်လိုက်တယ်နောက်တစ်ခုက distance တိကျနဲ့ဖြတ်မယ်အဲ့တော့ br under slot object under first point under ရမတို့ကဒီနေရာကနေပြောင်းဒီ mid point ပေါ့နော်သူရဲ့ဒီ mid point ကနေဒီဘက်ကို distance ဘယ်လောက်กว่าလဲဆိုတော့မတို့ sorry file လောက်ရကြည့်လိုက်မယ်။နောက်အဲ့ဆိုရင် distance အတီကြ second point ကိုမောက်ချကြမလို့တော့ဘူးဒီခုပြတ်သွားရနေရ5အတီကြလေးဖြတ်သွားပါတော့အမတို့ dimension တက်ကြည့်မယ်။ဒီ mid point ကနေပြီးတော့မှဒီဘက်ကိုဒါရှင်ပေးဖြစ်ခဲ့တာအဲ့တော့ဒါငါးလက်မအတိကျပဲเนาะအဲ့တော့ဒါ distance အတိကျပေးပြီးတော့ break လုပ်နေ ဲ့တော့နောက်တစ်ခုဒါက rectangle rectangle မှာ break လုပ်မယ် br under slot object နောက်ဒါလည်းခုန line လိုပဲเนาะ slot object လုပ်တဲ့နေရာနေစမှတ်တယ်အဲ့မှာဒါ first point မရွေးဘူးဆိုရင်ဒီနေရာနေစပြီးတော့ဟိုဘက်သွားတာဒီဘက်သွားတော့ဒီနေရာစပြီးဖြတ်သွားမှာပေါ့เนาะအဲ့တော့မတို့ကဒီနောက်ဖြတ်ချင်တာမဟုတ်ဘူးဒီနေရာမှာဖြတ်ချင်တာဆိုရင် first point ဆိုရဲ f ကို comment ထည့်ရိုက်ခဲ့ပြီးပါပြီးတော့မှကိုတကယ်ဖြတ်ချင်တဲ့နေရာကိုသွားသွားပြီးတော့ဒီဒီဖြတ်ချင်တာလား oh sorry သွားသွားပြီးတော့ကိုဖြတ်ချင်တဲ့နေရာဒီ သွားပြရပါတယ်။အဲ့တော့ခုနသတိထားမိအောင်ဒီအမတစ်ခုပြောစရာရှိရတာဒီအာဒီလိုပေါ့နော်ဒီစကဲတို့ဒီ rectangle တို့ပုံနေမှာဟာ break command ပြန်ခေါ်ကြည့်မယ်။ dr under slot object under first one ပေးမယ်။ f under f under အဲ့မှာအမတို့ဒီ rectangle ကိုဒီကနေဖြတ်မယ်။ဖြတ်ချင်တာကအမတို့ဒီညာဘက်ကိုသွားပြီးဖြတ်ချင်တယ်။ Okay. ပြန်ပြောမယ်နော် VR under slot object ခုနကပြောခဲ့နော် slot object ပြီးရင် first point ဖြစ်တဲ့အတွက် f under ရေးလေးရတယ်ဆိုတော့ f under ပြီးရင်ကိုဖြတ်ချင်တဲ့နေရာ select မယ်ပြီးရင်ကိုကညာဘက်ကိုသွားတယ်ဒါဆိုရင်ဘာလဲဆိုရင်ဒီစာကဲမှာဆိုရင်ဒါကအာဒါဒီဘက်သွားသွား counter ပဲသွားသွား uh sorry clockwise direction ပဲသွားသွား counter ပဲသွားသွား ဘဲသွားသားညာသွားသားပေါ့နော်ကို ဖြတ်ချင်တဲ့နေရာကိုကိုက click ကိုရွှေ့ပြီးတော့ဖြတ်ရုံပဲဒါပေမဲ့စကင်မှာကြာတော့မှ br under ဖြတ်ကြည့်မယ်ပေါ့နော် a slot object first one f under ဟုတ်ဒီမှာဒီညာနေစဖြတ်မယ်ဖြတ်မယ်ဆိုရင်မတို့ဒီမှာကောင်တာအတိုင်းသွားမယ်ကောင်တာသွားတယ်ဆိုရင်ကိုဖြတ်ချင်တဲ့အပိုင်းကိုသူဖြတ်ပြီးသွားတယ် ဒါမှမဟုတ်ရင်အမတို့မဖြတ်ခဲလိုက်မယ်နောက်တစ်ခုစားခဲ့တစ်ခုဆိုရင်ဒါကောင်တာတိုင်းသွားခဲ့တာပေါ့နော် BR under slot of J F under နောက်ဒီမှာဒီကနေပြီးတော့ clockwise အတိုင်းသွားတယ် clockwise အတိုင်းသွားရဆိုလို့ရှိရင် तू ကကိုခြံခဲ့ခြင်းနဲ့အပိုင်းလေးကိုပဲခြံခဲ့တယ်လို့ तू ကသတ်မှတ်တယ်ကောင်တာပြန်သွားမှသာလျှင်ကိုဖြတ်ခြင်းနဲ့ဘိုင်းကိုဖြတ်တာပေါ့နော်အဲ့တော့ဒါကစကဲမှာတတိထားမှာလေးမှာတတိထားမယ့်ຢာလေးပါ ဒီတိုင်းသားရယ်ဆိုရင် class white တိုင်းသားရယ်ဆိုရင်ကိုလိုချင်တဲ့အပိုင်းလေးကိုခြံတာပါ counter တိုင်းသားရယ်ဆိုရင်တော့ကိုဖြတ်ချင်တဲ့အပိုင်းလေးကိုဖြတ်တာပါဒါကစကင်မှာ break လုပ်တဲ့ထူးခြားချက်လေးတစ်ခုပါအဲ့တော့မဟုတ်ထပ်ပိုင်းဖြတ်ချင်တယ်သူ့ကိုအတိအကျကြီးဘလောက်ဖြတ်မယ်ဆိုပြီးတော့မရှိဘူးသူ့ကိုဒါဥပမာမာရို line ကို line ကို10ချီရဲ့ line တစ်လိုင်းဆွဲလိုက်အဲ့ဒီ line ကို မာရိုက ပိုဘက်5ဒီဘက်5ကိုပြက်ပြက်ထွက်သွားခြင်းနဲ့ချိုးလိုက်ချင်တာဗောနော်ဒီတိုင်းထားလိုက်တာ30ကြီးရှိနေအဲ့ဒါကို30လုံးမလိုခြင်းကိုဒီဘက်5ဒီဘက်5ဖြစ်ခြင်းနဲ့ဆိုရင်မတို့ BR under under break လောက်တာပဲ a sorry BR under slot object first point F under အဲ့မှာမတို့ကဒီ mid point ကိုရှာမယ်30ရဲ့အလဲဆိုရင်ဟိုဘက်ဒီဘက်5ဟုတ်တယ်နော်ဟိုဘက်5ဒီဘက်5အဲ့တော့ဒီမှာ first point ကလေးတည်း အဲ second point clip ပါဆိုတော့မောက်ချမ်းညာမရွှေ့တော့ဘူးဒီ clip က first point ချခဲ့တဲ့ညာမယ်နောက်တစ်ချက်ထွက်ချမယ်เนาะအဲ့တော့မှအမတို့ဆက်လက်ကြည့်လိုက်မယ်အော်ဒီမှာသူ့ရဲ့ tower ကဒါ5ဖြစ်သွားပြီเนาะမောက် dimension တက်ကြည့်လိုက်မယ်ဒီကနေသူ့ရဲ့ end point ဒီနားမှာရှိမယ် sorry အပိုင်းလေးရှာဖို့ခရင်တော့ dimension တက်ဖို့အဲ့တော့မအောင်ဒီကောင်ကို move ရွှေ့ကြည့်လိုက် m and a နဲ့ object ကို တနည်းနဲ့ကင်ပြီးတော့ရွှေ့ကြည့်လိုက်ပြီးတော့မှအိုက်ကောင်တွေကိုဒိုင်မရှင်တစ်ချက်ပြန်တိုင်းကြည့်မယ်လင်းနီယာနဲ့ဒီဘက် endpoint ဒီဘက် endpoint 5ဟုတ်ပြီဒီအားလေဘယ်လောက်ရှိလဲပေါ့ဖိုင်နော်အဲ့တော့ဒါကအတီးကြ break လုပ်လိုက်တာချိုးလိုက်တာ first point ရော second point ရောတနည်းထဲမှာပဲ double click လိုက်တာပေါ့နော်အဲ့တော့ဒါက break comment လေးပါနောက်တစ်ခုက calculation ရင် comment က cal under အဲ့တော့မှကိုယ်ကလုတ်ချင်တာလဲဆိုရင်ဥပမာ30အစားနှစ် under ဒါဆိုရင်ဒီမှာ common line history မှာအဖြေလေးလာပေါ်ရယ်နော်5အဲ့တော့နောက်တစ်ခုထပ်ပြောမယ် cl under 20 20 into 5 under ဒါဆိုရင် တရာเนาะဒါ calculator calculation လုပ်နေပေါ့เนาะ calculation command ခေါ်သုံးခြင်း CAR နဲ့သုံးပါမယ်သူရဲ့ quick calculator ကိုခေါ်မယ်ဆိုရင်เนาะ control a ဆိုပြီးတော့ keyboard က keyboard ကနေခေါ်လို့ရပါတယ်เนาะအဲ့တော့နောက်တစ်ခုက mar image image ခေါ်မယ်ဒါမှမဟုတ် drawing file တစ်ခုကို define ထဲမှာလာပြီးတော့ attach လုပ်ချင်တယ်အဲ့ဒါဆိုလို့ရှိရင် မတို့က image ဆိုရဲ command ကိုသုံးရပါတယ်အဲ့တော့ image ဖြစ်တဲ့အတွက် i m and uh, အဲ့ရနေမှာဒီတောင်လေးမှာရှိမယ်ဒီတောင်လေးမှာ attach image ဆိုပြီးတော့ပါတယ်ဒီများလေးကို click လိုက်မယ်အဲ့ရနေပြီးတော့သူကပထမဆုံးပေါ်နေတာ attach drawing အဲ့ drawing file တစ်ခုခုကို attach လုပ်မလားအဲ့မှာ drawing file တစ်ခုကိုရွေးကြည့်လိုက်မယ်ကို့မှာရှိနေတဲ့ကို့ရဲ့စက်ထဲမှာရှိရဲ့ file တစ်ခုခုကိုရွေးလိုက်မယ်ပေါ့နော် sorry ဒီမှာမရှိဘူးဆိုရင်မပင်နာမတင်ထားရှိမလဲ မှရွေးထားတာကဒီထဲမှာရှိမယ်ကိုဖိုင်တင်ထားတဲ့နေရာပေါ့နော်သွားမယ်သွားပြီးရောအဲ့ဖိုင်လေးကိုဖွင့်ပေးမယ်ပြီးရင် okay ပြီးရင်အဲ့ဒီဖိုင်ပေါ်မှာကလစ်ချလိုက်မယ်ပြီးရင်ဒါအကုန်လုံးအမှခြုံကြည့်လိုက်မယ်အဲ့တော့ဒါကမကုနာက attach file တွင်လိုက်တယ် file ထဲမှာရှိရပုံတွေအဲ့ဒီပုံတွေကိုမှတော့သွားပြီးတကူချင်းစီကိုသွားပြီး edit လုပ်လို့မရပါဘူးသူက file တစ်ခုလုံးကြီးကို reference အနေနဲ့ပဲယူထားတဲ့သဘောပါသူ့ကိုသွားပြီးရော edit လုပ်လို့မရဘူးเนาะဒီပုံရင်းစီမှမရဘူးဘာလို့လို့ရမလဲဆိုရင်အမအဒီမှာဒီပုံကို reference ယူပြီးရောလိုက်ဆွဲလို့ရမယ်အမအဒီမှာ circle တစ်ခုဆွဲကြည့်မယ်ဒီပုံစံအတိုင်းပေါ့เนาะအဲ့တော့ c and da circle လေးသတ်မှတ်မယ်ပြီးရင်ဒီဒီ circle လေးပေါ့မှန်ပြီးရောကိုစင်ကိုကဒီတိအဲဆွဲလိုက်ပြီးနောက်ထပ် circle c and da ရာနေဒီနာလေးဆက်လိုက်အဲ့တော့ဒီစာကလေးနှစ်ခုဆွဲလိုက်တယ်အမအနေနဲ့အစ်စ်အဲ့တော့ကျန်းတဲ့မလိုတဲ့ဒီပုံကိုဖျက်လိုက်မယ်ဆိုရင် delete ဒါခုမှခုမှဆွဲလိုက်တယ်အမ reference ယူပြီးဆွဲလိုက်တဲ့ပုံလေးနှစ်ပုံဒီစာကလေးတော့ကျန်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါက drawing file attach ယူတာနောက်တစ်ခုက image attach image attach image ကို ယူပြီးတော့ငါတို့ဒီနေရာနေပုံတစ်ပုံကိုယူလိုက်မယ်ဘာပုံရှိမလဲပေါ့နော် desktop ပေါ်ကပစ်ချရဲရပုံတပုံကိုအမောက်ယူလိုက်မယ် okay ပြီးတော့ click ချမယ်အဲ့ဒီမှာဒီလို click ချလိုက်ပြီဆိုတော့ねအဒီအောက်က command line လေးမှာပေါ်တယ် specify scale factor scale factor သတ်မှတ်ခိုင်းတယ်ဒီတိုင်းလေးချလိုက်မယ် enter ခောက်လိုက်မယ်ဆိုရင်တော့1 scale ပေါ့နော်1 scale ဖြစ်တဲ့အတွက်သူ့ရဲ့မူရင်းပုံရဲ့ size အတိုင်းပဲဝင်တော့မှာဖြစ်တယ်မအားလို့ဒီမှာ size ကိုနည်းနည်းကြီးကြီးလေးပေးလိုက်မယ် size ကြီးပေးလိုက်မယ်ဆိုတော့50လောက်ပေးလိုက်မယ် enter အဲ့တော့ဒါဆိုရင်ဒါပုံလေးကိုမာရိုဂျီ join final ထည့်လိုက်တာဖြစ်တယ်။နောက်အပြင်ကအပြင်ကနေကိုဖုန်းနဲ့ရိုက်ထားတဲ့ပုံလေးပဲဖြစ်ဖြစ်ကိုဆွဲထားတဲ့ပုံနဲ့တွဲပြခြင်းနဲ့ခါမျိုးမှာဒီ attach image ကိုတွဲတယ်နော်။ command ရ image ဖြစ်တဲ့အတွက် i am မှာကဲခုပြောပြသွားတာကတော့ break calculation နဲ့ image ရဲ့ command လေးအကြောင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။